ဝင်ငွေကောင်းပြီးအောင်မြင်နေတဲ့ထိတ်တန့် YouTuber များမြန်မာနိုင်ငံမှာလည်းကြီးစုသူတန်းတဲ့ရရှိကအောင်မြင်နေတဲ့ YouTuber တွေရှိလို့နေပါတယ်။သူတို့ရဲ့တလဝင်ငွေကတန်းရချီကိုရှိနေတာကြောင့်လူတိုင်းအားကြောင်းရတဲ့သူတွေဆိုရင်လည်းမမပါဘူး။မြန်မာငါချန်ချန်ကတော့အသက်ငယ်ငယ်လေးသာရှိသေးပေမဲ့နိုင်ငံတကာပတ်နေတဲ့လူငယ် YouTuber တယောက်ဖြစ်လာခဲ့ပါတယ်။တာမန်မီသားဆိုလည်းဖြစ်ပေမဲ့အင်္ဂလိပ်စာကိုကိုယ်တိုင်လေ့လာနေခဲ့ကပြည်ရင်းကိုလာလေတဲ့နိုင်ငံသားတွေနဲ့လည်းစကားတွေပြောကတော်တက်ရေးအတွက်လုံနိုင်ခဲ့ပါတယ်။ ဒါပြင်သူ့လိုလူငယ်တွေအတွက်စိတ်ဓာတ်မြင့်တင်စကားတွေအပြင်စူးစမ်းဖို့အမြဲတိုက်တွန်းရင်းကနေလူအများရဲ့အားပေးခြင်းကိုခံလာရပါတယ်။အခုဆိုရင်ချမ်းရဲ့စူးစမ်းထုတ်မှုတွေကရထလာကနိုင်ငံတကာကိုပတ်နေတဲ့ခီးသွန်း YouTuber တယောက်လည်းဖြစ်လာပါပြီ။ ။နမလေးအောက်စုပိုင်းအောက်စုပိုင်းက YouTube ဖြစ်အောင်မြင်လာခဲ့တာနှစ်နေငယ်သားရှိပါသေးတယ်။လူတွေသတိထားမိတဲ့အကြောင်းရင်းကတော့သူကပြပနိုင်ငံကလူတွေမသိသေးတဲ့အကြောင်းအရာတွေကိုအသေးစိတ်ဖော်ပြပေးတာဖြစ်ပါတယ်။ဒါအပြင်အောက်စုပိုင်းရဲ့အတန်ကလည်းစိတ်ဝင်စားဖို့ကောင်းတဲ့အပြင်အကြောင်းအရာတွေကိုလူရင်းဒိုရှင်နဲ့ထိထိမိမိတင်ဆက်ပေးတာကြောင့်လူအများကသူ့ရဲ့ခီတော့ blog တွေကိုကြည့်ရတာရန်ကြိုက်နေတတ်ပါတယ်။နံပါတ်3ဂျီမီဂျီမီကတော့ sneaker NFT နဲ့ဒီပညာပိုင်းဆိုင်ရာတွေကိုလူအများသိအောင်တင်ဆက်ပေးနေတဲ့ YouTuber တစ်ယောက်ဖြစ်ပါတယ်။အထူးသဖြင့် sneaker ကို YouTube ကြားတဲ့သူတွေအနေနဲ့တော့ လုံးဝကိုစောင့်ကြည့်ခြင်းစရာ channel တစ်ခုပေါ့နောက်ဆုံးထွက်ရှိလာတဲ့ဖဏတ်တွေကိုဒေးစိတ်ချက်လက်ပြင်ဝက်သိမဝက်သိကို review ပေးနေတာဖြစ်ကောင်ကြီးစုသူတွေရန်ကုန်မြောက်ပြပါတယ်နံပါတ်2 DD Bombies DD ကသူ့ YouTube မှာတင်ဖို့အတွက်ခွန်တက်တွေကိုလည်းကိုရိုင်းဖန်တီးကစနစ်တကျနဲ့လုပ်ခဲ့ပါတယ်လူအများအနေနဲ့မသိသေးတဲ့ဘုဒ္ဓတဆိုင်ရာအကြောင်းအရာတွေနဲ့အတူပြည်ပနိုင်ငံတွေရဲ့ထူးဆန်းတဲ့အကြောင်းအရာတွေကိုပါတင်ဆက်ပေးတတ်ပါတယ် ။ဒါ့အပြင် branded တွေအကြောင်းကိုလည်းတင်ဆက်ပေးသလိုပြပနိုင်ငံကိုထွက်ခွာမဲ့သူတွေအတွက်လွယ်တဲ့ရာတွေကိုပြောပြပေးတာကြောင့်ကျေးဇူးသူတွေကများပြားလုံးပါတယ်။နံပါတ်၁ဘညာဘညာက reaction video တွေကိုဖန်တီးရင်းကနေလွတ်တိများသွားခဲ့တာပေါ့။အပြောသဘောနဲ့စတင်ခဲ့ပေမဲ့လည်းသူ့ရဲ့ video တွေကိုကျေးဇူးသူကတန်းတဲ့ချီရှိလာခဲ့ကောင်းနေ့စဉ်စောင့်ကြည့်သူကများပြားကိုရရှိလာခဲ့ပါတယ်။ social media မှာထူးထူးဆက်ဆက်နဲ့ရေးစရာဖြစ်ပျက်တွေကိုတစုတစည်းတဲ့တန်းချီခြင်းနဲ့သူတွေအနေနဲ့ကတော့ ကိုဗညာရဲ့ YouTube channel ကရွေးချယ်စရာအရာတစ်ခုဖြစ်နေတာပါပရိသတ်တို့အနေနဲ့ရောဘယ် YouTuber ကိုသဘောချဆောင်ဖြစ်မလဲဆိုတာပြပြခဲ့ပါအောင်ရှင်နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေစီနီယာက မပေးတာဘူးဆိုတဲ့နီနီလင်းကိုဒက်ပြောလိုက်တဲ့ရိုတာပရိသတ်များလုံးမဲ့မိကလာပါရိုတာကတော့အဲ့နဲ့နီနီလင်းကိုစီနီယာကမပေးတာဘူးဆိုပြီးဒက်ပြောလာခဲ့တာဖြစ်ပါတယ် ရိုတော့ကတော့လက်ရှိမှာဇလန်တွဲများစွာကိုလည်းရိုက်ကူးနေတဲ့တရုတ်ဆောင်တယောက်ဖြစ်တယ်လို့ဆိုတော့တယောက်လည်းဖြစ်ပါသေးတယ်။ရိုတော့ကတော့ညီထွတ်ခေါင်ရဲ့အမဖြစ်သူမေထွတ်ခေါင်နဲ့စနစ်နှစ်တာခင်နာခဲ့ကြတဲ့တငယ်ချင်းကောင်းတွေဖြစ်ကြကောင်းမေထွတ်ခေါင်နဲ့အတူလည်းဗီဒီယိုဇလန်များစွာကိုရိုက်ကူးနေကြတာဖြစ်ပါတယ်။သူကရခိုင်တိုင်းသားတယောက်ဖြစ်ပြီးအွန်လိုင်းပေါ်မှာအမြင့်တော်တာရှိရင်လည်းဒေဝွန်တက်တဲ့သူတို့လည်းဖြစ်ပါတယ်။ယခုခါမှာ MGI ပြန်ပေါ်တဲ့ပတ်သက်ပြီးလည်းနီနီလေးကိုဒေပြောလာခဲ့ပါတယ်။ဒီနှစ်ရဲ့ MGM ဝင်းနာသဲဆွန်ကြီးက Miss Grand International ပြိုင်ပွဲကြီးမှာဝင်ရောက်ရှင်ပြိုင်နေခဲ့တာဖြစ်ပါတယ်။ Miss Grand International ပြိုင်ပွဲကြီးကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပနေခဲ့ကောင်း Grand Final ကိုလမ်းမဲ့အောက်တိုဘာ25ရက်နေ့မှာကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။မြန်မာကိုစားပြုတ်နေတဲ့ဝင်ရောက်ရှင်ပြိုင်နေခဲ့တဲ့ဒဲဆူညင်ကိုမြန်မာနိုင်ငံရဲ့ပရိသတ်များစွာနဲ့အတူအခြားသောပြည်ပပရိသတ်တွေကပါအပင်းဝင်ရနေခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်လေဒီနှစ်ရဲ့ Golden Crown ကြီးကိုဒက်ဆွညင်ကမြန်မာနိုင်ငံအတွက်ရယူနိုင်ခဲ့ပေဆိုပြီးထင်သေးတွေလည်းပြင်နေခဲ့ကြတာပါ တဲဆုံໃຫကိုစင်အားထွန်းရတွေနဲ့အတူစင်နီယာလှမယ်မိမိခေါ်အီးရောင်ထွန်းကမိခနဲ့ပံမိုးကွန်ကြီးပေးနေကြတာဖြစ်ပါတယ်။ First runner ဖြစ်တဲ့နီနီလေးကတော့တဲဆုံໃຫအတွက်ဘာတစ်ခုမှ support ခဲ့ခြင်းမရှိပါဘူး။နီနီလေးက TikTok ဘက်မှာလည်းဘန်းတို့သွေးကပံမိုးပေးခြင်းလည်းမရှိတာကြောင့်လူအများကသူမရဲ့စိတ်ထက်ကိုအံ့ဩနေခဲ့ကြပါတယ်။အဲဒီအပေါ်မှာလည်း Rotor ကတွေးရှိက interview တစ်ခုမှာဒေဝုံပြောဆိုလာခဲ့ပါတယ်။ Rotor ကတော့တဲဆုံໃຫအနိုင်ရဖို့အတွက်ကို post တွေ share ကအပြည့်ပြင်းကိုဝန်ရံပေးနေကြတာဖြစ်ပါတယ်။ တို့ပေမဲ့စီနီယာဖြစ်က MGI first runner ဖြစ်ခဲ့တဲ့နင်းနေလေးရင်ကတော့တက်စုညင်အတွက် support ပေးခဲ့ခြင်းမရှိတာကြောင့် Rotor ကသူမအားစီနီယာကမပေးတာဘူးလို့ဆိုခဲ့ခြင်းပဲဖြစ်ပါတယ်သူမနေနဲ့ဂျူနီယာသဲဆူငင်းကိုအလမဲ့မိမိလိုဘေးကနေ support ပေးခဲ့ရမှာဖြစ်ပေမဲ့လည်းနင်းနီလေးကတော့မလုပ်ခဲ့ပါဘူးအခုလိုမျိုးနင်းနီလေးကိုဒဲဝန်ခဲ့တဲ့ router ပေါ် breather တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်ဒီအတိုင်းအတွက်ပျော်ရွှင်ပါစေ